အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ဦးလွင်ရွှေဆိုင်ဓမြတိုက်ခိုက်ရမှုစိုင်းလုံးဂျုံကြီးတအူးသေးဆုံးပြီးဓမြတိုက်သူတအူးကိုပြည်သူကဝိုင်းဖမ်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းပြည်ဦးလွင်မြို့မှာရွှေဆိုင်ဓမြတိုက်ခံရမှုလုံခြုံရေးဖွင့်တဲ့အမျိုးသားတအုပ်တည်ဆုံးခဲ့ကကျူးလွန်သူတအုပ်ကိုလက်နက်နဲ့အတူဖမ်းမိထားတယ်လို့မြို့ကံတွေစီကသိရပါဗျ ိုဝင်ဘာ12ရက်ဒီကနေ့မနက်9:00နာရီခန့်မှာပြည်ဦးလွေမြို့နယ်နိုင်စင်အနီးကအောင်စပယ်ရွှေဆိုင်ကိုလက်နက်ကင်ဆောင်ထားသူအမျိုးသား2ဦးကဝင်ရောက်ဓားတိုက်ခဲ့တာဖြစ်ပြီးဓားတိုက်သူတွေကဓားတိုက်သူတွေကတနက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်ဆိုင်လုံချုံရေးဝန်ထမ်းဦးစိန်ဝင်းကြည်တိမှန်တေဆုံးသွားခဲ့တာလို့ဆိုပါတယ်ဝင်လာလာချင်းလုံချုံရေးကိုတနက်နဲ့ပြစ်လို့ဒေသွားတယ်ပိုင်ရှင်တွေကဝင်လုံးပြီးပဝင်းကျင်ကလည်းတိလိုက်လို့တယောက်ဖမ်းမိတာတနက်နဲ့နှစ်ယောက်တဲလာတာလို့ပြည်ဦးလွေမြို့ကန်တအူးကသတင်းဌာနကိုပြောပါတယ် လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ CCTV ရုပ်သံမှတ်တမ်းအရဆိုင်ကယ်စီးအုပ်ထုပ်ဆောင်ထားသူအမျိုးသားနှုတ်ကရွှေဆိုင်အတွင်းမှာတနက်ကင်ဆောင်လူရက်နေပြီး၎င်းတို့ကိုဆိုင်တွဲရှိအမျိုးသမီးတအုပ်နှင့်အမျိုးသားတအုပ်ကပြန်လည်ခုခံနေတာကိုလည်းတွေ့ရပါတယ်ဓမြတိုက်သူတွေကိုစိုင်းရှင်တွေနဲ့အနီးပွင့်ကျင်မြို့ကန်တွေကဝိုင်းဝန်းဖမ်းဆီးခဲ့လို့ဓမြတိုက်မှုမှာပါဝင်သူအသက်30နှစ်ရှိအောင်မျိုးနိုင်ဆိုသူကိုပစ္စတိုတနက်နဲ့အတူဖမ်းမိထားပြီးတအူးမှာရွှေတရွေနဲ့အတူလွတ်မြောက်သွားခဲ့တယ်လို့သိရပါဗျ။ပြုံးလွင်မြို့မှာစစ်တပ်အများပြအခြေစိုက်ထားတဲ့မြို့ဖြစ်ပြီး အခင်းဖြစ်ပြီးနောက်ပြည်ဦးလွေမြို့လေကောင်နဲ့မြို့ပြနေရာတွေမှာစစ်ကော်မရှင်တပ်ကအင်အားအများပြချလုံခြုံရေးတိုးမြှင့်ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နောက်လာဆို DSA ចောင်းဆင်းပွဲလည်းရှိတဲ့အချိန်တနက်ကင်ပြီးမြို့လေမှာဓမြသွားတိုက်တော့လက်နဲ့ပုံမိန်အရွက်ဝတ်တွေရောယူနီဖောင်းတွေရောဖြန့်ချထားတယ်လို့အထက်ပါမြို့ကန်ကပြောပါတယ်။ပြောင်းလဲမျိုးမှာ2029စစ်စင်ရေးအပြီး2024အတွင်းစစ်တပ်လက်အောက်ပြူစောတိတပ်ဖွဲ့တွေအင်အားကောင်းလာခြင်းကစတင်က ရင်ဦးလွင်မြို့အတွင်ရွှေဆိုင်ဓမြတိုက်ခံရမှုတွေအပါဝင်ဆိုင်ကယ်လူရမှုဓမြတိုက်မှုတွေဇက်တိုက်ဖြစ်လာတာလို့မြို့ခံတွေကပြောပါတယ်ဆက်လက်ပြီးမဲဆွယ်စီယုံရေးလိုက်ပါသူတွေကိုကြံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပတ်စံမပေးဟုဆိုတဲ့ဆွေသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်ပြည်တော်စုကြံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကြံဖို့ပါတီဥက္ကဋ္ဌဦးခင်ကြီးဟာနေပြည်တော်ကောင်စီနေမြေတဲမဲဆွယ်စီယုံရေးအတွက်လိုက်ပါပြီးသူတွေကိုစံတပီနဲ့ပတ်စံတထောင်ခွဲပေးမယ်ဆိုပေမယ့်အမတ်တကယ်မပေးဘူးလို့အဲ့ဒီပါတီရဲ့မဲဆွယ်စီယုံရေးလိုက်ပါသူတွေကပြောကြပါဗျာ ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းပိုင်းကနေပြည်တော်ကဝန်ထမ်းတွေမဲဆွဲစည်းရုံးဖို့ဆိုပြီးရက်ကွက်တွေထဲကလူတွေကိုဝင်းရံပေးဖို့ခေါ်ခဲ့တယ်လို့သိရတယ်။သူတို့နောက်လိုက်ရင်တရက်ကိုတထောင်ခွဲပေးမိတယ်။လိုက်တာ၃ကလောက်ရှိပြီးဘာမှလည်းမပေးဘူး။ဟိုလူပေးမလို့လို့ဒီလူပေးမလို့လို့နဲ့ရောချတယ်။မလိုက်လို့ရှိရင်လေသူတို့ကမှတ်ထားသေးတယ်။ရန်သူလိုဆက်ဆံတယ်လို့နေပြည်တော်စပူတီတီမြို့နယ်မှာနေထိုင်သူတအုပ်ကသတင်းဌာနကိုပြောပါတယ်။ ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးဟာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတွေအများစုနေထိုင်ကြပြီးစစ်တပ်ရုံဆိုင်တဲ့နေပြီးတော့ဈေးရတိတိမြို့နယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းထဲမှာလည်းကျန်းဖို့ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေဟာမဲဆွယ်စည်းရုံးရိုက်ဖို့စိုက်ကားသမားတွေနဲ့ဘေးရွယ်သမားတွေကိုတရက်တစ်တောင်ခွဲနဲ့ခေါ်ခဲ့ပေမဲ့ဖက်ဆက်မပေးဘူးလို့သိရပါတယ်။စမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။